ိသတ်များအားလုံးပဲမင်္ဂလာညချမ်းပါခင်ဗျာမေလ30ရက်ဓမီစီမာပရိုင်တိုင်းမီစီမာသတင်းအစီအစဉ်ကနေကြိုဆိုပါတယ်ဒီအစီအစဉ်ကိုကျွန်တော်နောင်နောင်နဲ့အတူမီစီမာဝိုင်းတော်သူဝိုင်းတော်သားတွေကတင်ဆက်ပေးသွားမှာပါဒီနေ့တင်ဆက်ပေးမယ့်သတင်းတွေကတော့ရန်ကုန်ကခြံအမှတ်54မှာရှိတဲ့ဒေါ်အောင်ဆန်းစုကြည်ရဲ့နေအိမ်မပါမြေတဝက်ကိုအရင်ရောင်းချဖို့ဥအောင်ဆန်းဦးလျှောက်ထားလိုက်တဲ့သတင်း ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့မော်ခီးနဲ့ဘရင်တော်တပ်စခန်းကို KNLA ပူးပေါင်းတပ်ကတိုက်ခိုက်သိမ်းပိုက်လိုက်ပါတယ်။အာနာသိန်းစစ်ကောင်စီတပ်နဲ့ဆက်နွယ်သူတွေပိုင်ဆိုင်တဲ့မော်ဘီကဆိုင်ခန်း၃ခန်းလက်ပစ်ဗုံးနဲ့တိုက်ခိုက်ခံရပါတယ်။အာနာသိန်းစစ်ကောင်စီကိုနိုင်ငံခြားငွေပုံမိုရရှိစေမဲ့ရေနံနဲ့တဘဝတက်ငွေစီမံကိန်းသစ်ထိုင်းနဲ့စစ်ကောင်စီတို့ကြားလက်မှတ်ရေးထိုးလိုက်ပါတယ်။ နေဇာပြစ်ခတ်မှုတွေအတွက်ထိုင်းနိုင်ငံကမ္ဘောဒီးယားကြီးတက်ဦးစီးချုပ်တွေတွေးဆောင်တဲ့သတင်းတွေအပါအဝင်ဒီနေ့အတွက်နောက်ဆုံးရရွှေစင်းနဲ့ငွေစင်းအကြောင်းတွေကိုလည်းတင်ဆက်ပေးသွားဖို့ရှိနေပါတယ်ခင်ဗျာ။ ပထမဆုံးသတင်းတပုတ်အနေနဲ့ရန်ကုန်မြို့တက္ကသိုလ်ရိပ်သာလမ်းမှာရှိတဲ့ခြံအမှတ်54ကနိုင်ငံတော်ရဲ့အတိုင်းပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်ရဲ့နေအိမ်မပါမြစ်တဝက်နီးပါးကိုခြံပြီးကြမ်းမြစ်တဤကကိုအရင်ရောင်းချဖို့ဥအောင်ဆန်းဦးကကမာရွက်ခရိုင်တရားရုံးမှာမေလ29ရက်မနေ့ကရှောက်ထားလိုက်တယ်လို့အမှုနဲ့နှိဆက်သူကမီစီမာကိုပြောပါတယ် အဲ့ဒီမြေတဤကကိုလေလံတင်ရောင်းချတာမဟုတ်ပဲလေလံမတင်ပဲရောင်းချတာ ਨੇ ပတ်သက်ပြီးတော့ဘလို့ပြုတ်လို့ဖို့ရှိကြောင်းမသိရသေးပဲတရားရုံးရဲ့အမိန်အပေါ်မှာမူတည်ကြောင်းအဲ့ဒီနိဆက်သူက ပြောပါတယ်ဥအောင်ဆန်းဦးနဲ့ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့မိခင်ဒေါ်ခင်ကြည်အမည်ပေါ့ချန်အမတ်54ဟာတဒသမ6လက်နှစ်ဤကကျေဝန်းပြီးလက်ရှိမှာတော့ဒေါ်အောင်ဆန်းစုကြည်ရဲ့နေအိမ်အပါအဝင်မြေဤက3ဒသမ6နှစ်3ဤကကိုခြံထားပြီး ံတဝက်ကိုအရင်ရောင်းချဖို့ခြောက်ထားလိုက်တာဖြစ်ပါတယ်။အဒီကိစ္စနဲ့ပတ်သက်ပြီးတော့နောက်ယုံချင်းကိုလာမယ့်ဂျွန်လ9ရက်နေ့ကိုပြန်လည်ချိန်းဆထားပြီးဒေါအောင်ဆန်းစုကြည်ရဲ့ရှင်းနေအဖွဲ့ဘက်ကရှောက်လေးချက်ပေးရမယ်လို့သိရပါတယ်။ချဲမန်54အမွေဆိုင်အမှုနဲ့ပတ်သက်ပြီးတော့အဲ့ဒီချဲမန်ရှိတဲ့နှစ်ထပ်အိမ်နဲ့မြေတဝက်ကိုဒေါအောင်ဆန်းစုကြည်က၎င်းတစ်ထပ်တိုက်နဲ့မြေတဝက်ကိုဥအောင်ဆန်းဦးက၎င်း ခွဲဝယ်ယူဖို့ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးကလွန်ခဲ့တဲ့2016ခုနှစ်ကတည်းကအမိန့်ချမှတ်ခဲ့ပါတယ်။အဲ့ဒီအပေါ်မှာဥအောင်ဆန်းဦးကမကျေနပ်တဲ့အတွက်ခြံဝန်းတစ်ခုလုံးကိုလေလံပစ်ပြီးရလာတဲ့တန်ဖိုးကိုတယောက်တစ်ဝက်ခွဲဝယ်ယူဖို့ဒေါခင်ကြီးမသေးဆုံးခင်ကသူ့ရဲ့တူဖြစ်သူဥခင်မောင်အေးကိုအမွေပေးခဲ့တဲ့ခြံမက်54ထဲကရှိတဲ့နောက်ထပ်အိမ်တစ်လုံးနဲ့မြေကိုပါထက်သွင်းခွဲဝယ်ဖို့အယူခံအစစ်စစ်တက်ခဲ့ရာပေချခံခဲ့ရပြီး အာနာသိန်းကာလ2022ခုနှစ်တည်းမှာပြည်ထောင်စုတရားလွှတ်တော်ချုပ်ကဥအောင်ဆန်းဦးရဲ့ရှောက်သားချက်တွေအတိုင်းခွင့်ပြုခဲ့တာဖြစ်ပါတယ်။အဲဒီနောက်ဥအောင်ဆန်းဦးကခြံမှန်50လဲတစ်ခုလုံးကို ပထမအကြိမ်ကျပ်335ဘီလီယံဒုတိယအကြိမ်ကျပ်300ဘီလီယံတတိယအကြိမ်ကျပ်290ဘီလီယံနဲ့စတုတ္ထအကြိမ်ကျပ်290ဘီလီယံနဲ့ဈေးလျှော့ကလေလံပစ်ခဲ့ရမှာ၄ကြိမ်စလုံးဝယ်ယူသူမရှိခဲ့ပါဘူး။ ဒါကြောင့်နောက်တစ်ကြိမ်ရောင်းချမှုမှာတော့လေလံဈေးနှုန်းကိုဒေါအောင်ဆန်းစုကြည်ဘက်ကသတ်မှတ်ပေးဖို့ဥအောင်ဆန်းဦးဘက်ကတင်ပြခဲ့ပေမဲ့တရားရုံးကမေလ22ရက်နေ့မှာပေချခဲ့တာကြောင့်လက်ရှိမှာတော့တဤကကိုခွဲဝဲပြီးရောင်းချဖို့ထပ်ပြီးဥအောင်ဆန်းဦးဘက်ကတင်ပြလာတာပါတစ်ဖက်မှာလည်းဒေါအောင်ဆန်းစုကြည်ရဲ့ရှင်းနေအဖွဲ့ကကာယကံရှင်ဖြစ်တဲ့ဒေါအောင်ဆန်းစုကြည်အနေနဲ့ရှင်းနေအဖွဲ့နဲ့တွေ့ခွင့်မရတဲ့အခြေအနေမှာ ခြံအမှတ်54ကိုလေလံတင် ရောင်းချဖို့ဆောင်ရွက်နေမှုတွေအပေါ်ရုံချိန်တွေမှာအစဉ်တစိုက်ကန့်ကွက်ခဲ့ကြပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရ NUG ကတော့ဒီခြံအမှတ်54နဲ့ပတ်သက်ပြီးတော့ဂျားကာလာအမျိုးသားအဆင့်ရင်ကျင်းမှုအမွေအနှစ်အဖြစ်သတ်မှတ်သွားမယ်လို့ကြေညာထားပြီးတော့ဘသူမစောဒီခြံအမှတ်54ကိုပိုင်ဆိုင်တာရောင်းချတာဖျက်ဆီးတာပါအဝင်တားမြစ်ချက်တွေကိုဖောက်ဖျက်ကျူးလွန်ရင်ထိထိရောက်ရောက်အေးအေးယူသွားမယ်လို့တတိပေးထားပါတယ်ခင်ဗျာ။ အခုနောက်ထပ်တိုက်ပွဲသတင်းတပုတ်နဲ့ဆက်ချင်ပါသေးထိုင်းမြန်မာနယ်စပ်မြောက်ဝတီမြို့နယ်အတွင်းမှာရှိတဲ့အာနာသိန်းစစ်ကောင်စီရဲ့မော်ခီတပ်စခန်းနဲ့ဘရင်တော်တပ်စခန်းတွေကို KLL ပူးပေါင်းတပ်တွေကတိုက်ခိုက်သိမ်းပိုက်လိုက်ပြီးလို့ရှစ်တန်းသတင်းရင်းမြစ်တွေကအတည်ပြုပြောပါရယ်မေလ30ရက်ဒီကနေ့မနက်၄နာရီအချိန်လောက်မှာမြောက်ဝတီမြို့နယ်အတွင်းမှာရှိတဲ့အမြင့်ဆုံးတောင်ကုန်းပေါ်မှာရှိတဲ့ဘရင်တော်တပ်စခန်းကိုသိမ်းပိုက်နိုင်လိုက်တာဖြစ်ပြီးတော့မော်ခီတပ်စခန်းကိုတော့ ဒီနေ့မနက်10:00နာရီဝန်းကျင်အချိန်မှာထပ်မံသိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။အဒီစကန်တစ်ခုလုံးမှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေအားလုံးထွက်ပြေးသွားကြတယ်လို့သိရပါတယ်။မြဝတီမြို့နယ်အတွင်းမှာရှိတဲ့စစ်ကောင်စီတပ်ဖွဲ့ရဲ့ကနဲလေးစကန်ကို KNLA ပူပေါင်းတပ်တွေကအရင်တိုက်ခိုက်သိမ်းပိုက်ပြီးနောက်မိုခိတပ်စခန်းနဲ့ဘရင်တော်တပ်စခန်းကိုဆက်လက်တိုက်ခိုက်ရာမှာစခန်းတစ်ခုလုံးကိုသိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။ ကရင်လာလေပူပေါင်းတပ်တွေဟာထိုင်းမြန်မာနေဆက်ကစစ်ကောင်စီတပ်စခန်းတွေအားလုံးကို အပြစ်တိုက်ဖယ်ရှားရှင်းနေနိုင်ဖို့ထိုးစစ်တွေကိုအချိန်အဟုန်မြင့်ဆောင်ရွက်နေတယ်လို့သိရပါတယ်ခင်ဗျာအခုနောက်ထပ်သတင်းတပုတ်အနေနဲ့ရန်ကုန်မြို့မော်ဘီမြို့နယ်မှာရှိတဲ့စစ်ကောင်စီတပ်နဲ့ဆက်နွယ်သူတွေပိုင်ဆိုင်တဲ့ဆိုင်ကန်းသုံးကန်းကိုလက်ပြေပုံနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ရန်ကုန် Army YA တပ်ဖွဲ့တာဝန်ရှိသူတွေကပြောပါတယ် မော်ဘီမြို့နယ်ဂျန်ကုန်ပြည်အဝေးပြေးလမ်းမကြီးပေါ်မှာရှိတဲ့တက်ကြီးကုန်းကျေရအုပ်ချုပ်ရေးမှူးအောင်သူနဲ့မိသားစုဝင်တွေပိုင်ဆိုင်တဲ့စတိုးဆိုင်ကွန်ပျူတာမိတူဆိုင်ကဆိုင်တို့ကိုမေလ30ရက်နေ့ည9:55မိနစ်အချိန်မှာဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ဆိုင်ကန်3ခန့်တွင်တွဲပြီးဖြွင့်ထားတာပါ။တခန်းကိုလက်ပြုံပုံတစ်လုံးစီပစ်ခဲ့တာပါ။ gas ဆိုင်တဲ့ပစ်တဲ့အလုံးကမကွဲဘူး။ကန်ကောင်းသွားပါတယ်လို့ 1A တပ်ဖွဲ့တာဝန်ရှိသူကပြောပါတယ်။ အဒီအုတ်ချုပ်ရမှုအောင်သူနဲ့မိသားစုဟာစကောင်စီလေတက်အငိမ့်စားဝန်တန်းတွေဖြစ်ကြပြီးတော့သူ့ရဲ့ညီအငယ်ဆုံးဖြစ်သူဟာလက်ရှိအာနာသိန်းစကောင်စီလေတက်မှာတာဝန်ထမ်းဆောင်နေသူဖြစ်တယ်လို့ YA တပ်ဖွဲ့ကပြောပါတယ်ဒီအချက်အလက်တွေနဲ့ပတ်သက်ပြီးတော့မီစီမာကတီးခြားအတီးပြုနိုင်တာတော့မရှိသေးပါဘူးဒီလိုလက်ပြေပုံနဲ့ပြစ်ခတ်တိုက်ခိုက်မှုမှာဆိုင်ကန်းတွေရဲ့ထိခိုက်ပျက်စီးတာတွေကိုနေမြေခံရဲဘော်တွေစီကမေးမြန်းထားဆဲဖြစ်တယ်လို့လည်း YA တပ်ဖွဲ့တာဝန်ရှိသူတွေကမီစီမာကိုပြောပါတယ် ီတိုက်ခိုက်မှုကိုရန်ကုန်မြို့ပြပျောက်ကြားတွေဖြစ်ကြတဲ့ဂျန်ကုန်အာမီ YA နဲ့အတူအနောက်ပိုင်းခရိုင်ပါကဖတို့ကပူပေါင်းတိုက်ခိုက်ခဲ့တာလို့သိရပါတယ်တိုက်ခိုက်ပေါ်ပြင်ဆင်နေတဲ့အချိန်မှာဈေးဆိုင်အတွင်ပြည်သူတွေရှိနေတဲ့အတွက်ထိခိုက်မှုမရှိစေဖို့စောင့်ဆိုင်းလှုပ်ဆောင်ခဲ့တာဖြစ်ပြီးတော့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေလုံခြုံဘေးကင်းတဲ့နေရာကိုရောက်နေပြီလို့လည်း YA တာဝန်ရှိသူတွေကပြောပါတယ် လေတက်မှာတာဝန်ထမ်းဆောင်နေတဲ့သူတာဝန်ထမ်းဆောင်ခဲ့တဲ့သူတွေနဲ့ပတ်သက်တဲ့ဆွေမျိုးမှန်သမျှကို ကျွန်တော်တို့တိုက်ခိုက်သွားမယ်လို့ YA တာဝန်ရှိသူတွေကပြောပါတယ်။အာနာသိစကောင်စီတဲထိန်ချုပ်ထားဆဲစိုးမို့ထားတဲ့ရန်ကုန်မြို့မှာ အခုလအတွင်းစကောင်စီတဲဒေါက်တာတွေအုပ်ချုပ်ရမှုတွေစကောင်စီနဲ့ပတ်သက်ဆက်နွယ်သူတွေမကြာခဏတိုက်ခိုက်ခံနေရတာပါ။ ပြီးကြတဲ့မေလ22ရက်နေ့ကလည်းစစ်ကောင်စီတပ်ရဲ့နိုင်ငံတော်ကာကွယ်ရေးတပ်ကတော်မှလုံခြုံရေးဆိုင်ရာဘာသာရဲ့တင်ကြားပေးနေသူဝနာကျော်ထင်ပွဲရအငိမ့်စားဗိုလ်မှူးချုပ်ချိုထုံးအောင်ကိုသူ့ရဲ့နေအိမ်မှာပဲမြို့ပြပျောက်ကြားတပ်ဖွဲ့ကတနတ်တွင်နဲ့ပြစ်ခတ်ရှင်းလင်းခဲ့ပါသေးတယ်ခင်ဗျာ။ အခုနောက်ထပ်သတင်းတပုတ်အနေနဲ့ Gulf Petroleum မြန်မာနဲ့အာနာသိန်းစစ်ကောင်စီလက်အောက်ခံ စွမ်းအင်ဝင်ကြီးဌာနမြန်မာရေနံနဲ့သဘောဝဓာတ်ငွေ့လုပ်ငန်းတို့အကြားမေလ29ရက်နေ့ကနေပြည်တော်မှာလက်မှတ်ရေးထိုးခဲ့ကြတယ်လို့သိရပါတယ်မုတ်တမကန်းလွန်လုတ်ွက်အမတန်မင်းရဲသူစီမံကိန်းမှာရေနံနဲ့သဘောဝဓာတ်ငွေ့ရှာဖွဲတူးဖို့ထုတ်လုပ်သုံးဆွဲနိုင်ဖို့အတွက်ထုတ်လုပ်မှုအပေါ် ခွဲဝယ်ခံစားရဲစာချုပ် PSC ကိုလက်မှတ်ရေးထိုးချုပ်ဆိုခဲ့တယ်လို့အာနာသိန်းစက်ကောင်စီရဲ့မေလ30ရက်ဒီကနေ့ထုတ်ကြေးမုံသတင်းစာမှာဖော်ပြပါတယ်ဒီစီမံကိန်းကနေရလာမယ့်အကျိုးအမြတ်တွေကိုဘယ်လိုခွဲဝယ်ခံစားဖို့ရှိတယ်ဆိုတာကိုတော့အာနာသိန်းစစ်ကောင်စီကထုတ်ဖို့ပြောကြတာမရှိပါဘူးစီမံကိန်းကြီးမဲချက်အနေနဲ့လာမယ့်2028အတွင်းမှာပထမဦးဆုံးသဘောဝဓာတ်ငွေစတင်ထုတ်ယူနိုင်မယ်လို့ကြီးမန်းထားကြောင်းသိရပါတယ် ဒီစီမံကိန်းမှာရေနံနဲ့သဘွားဓာတ်ငွေ့လုပ်ငန်းတွေမှာငွေကြေးထည့်ဝင်မှုအားကောင်းလာတာနိုင်ငံခြားငွေပုံမရှာဖွေပေးနိုင်တာပြည်တွင်းအလို့အကိုင်းအခွင့်အလန်းပေါ်ပေါက်လာတာနဲ့ပြည်တွင်းရေနံနဲ့သဘွားဓာတ်ငွေ့လိုအပ်ချက်ကိုတစ်ဖက်တစ်လမ်းကနေဖြည့်ဆည်းပေးနိုင်ခြင်းစတဲ့အကျိုးကျေးဇူးတွေရရှိမှာဖြစ်ကြောင်းစစ်ကောင်စီခန့်စွမ်းအင်ဝင်ကြီးဥက္ကိုကိုလွင်ကစာချုပ်ချုပ်ဆိုတဲ့အခမ်းအနားမှာပြောပါတယ်လက်ရှိထုတ်လုပ်နေတဲ့ကမ်းလွန်စီမံကိန်းတွေမှာ ထုတ်လုပ်မှုတွေကြာဆင်းလာနေပြီးစီမံကိန်းပြီးဆုံးမဲ့ကာလတွေနှီးကပ်လာတဲ့အတွက်အလားအလာကောင်းတွေရှိတဲ့လုပ်ကပ်တွေမှာရေနံနဲ့သဘောတက်ငွေလှုပ်ဆောင်မှုလုပ်ငန်းတွေလုပ်ကိုက်ဖို့စီမံနေကြောင်းလဲစစ်ကောင်စီဝန်ကြီးကပြောပါတယ် လက်ရှိအာဏာသိမ်းစစ်ကောင်စီနဲ့လက်မဲ့ရေးထိုးလိုက်တဲ့ထိုင်းကုမ္ပဏီ Gulf Petroleum မြန်မာဟာထိုင်းနိုင်ငံဝန်ကြီးချုပ်ဟောင်းတက်ဆင်ရဲ့စီးပွားရေးလုပ်ငန်းဒါရိုက်တာအဖွဲ့ဝင်အုပ်ချုပ်မှုဒါရိုက်တာတဦးဖြစ်ခဲ့ပြီးတော့ဝန်ကြီးချုပ်ဟောင်းချက်ပလီရောင်ချိုင်ယူရဲ့အကြံပေးဖြစ်ခဲ့တဲ့ထိုင်းသတိကြီးချက်ချိုင်ဂျန်ဘန်ရွန်ကကြောထောက်နောက်ခံပေးထားတဲ့ပုဂ္ဂလိကရင်းနှံတဲ့သဘောတန်းငွေကုမ္ပဏီတစ်ခုဖြစ်တယ်လို့ Justice for Myanmar က2022ခုနှစ်ဇွန်လထဲမှာထုတ်ပြန်ခဲ့ဖူးပါတယ်အဲ့ဒီကုမ္ပဏီမှာ စင်ကာပူနဲ့ဩစတြေးလျနိုင်ငံတွေမှာစီးပွားရေးလုပ်ငန်းတွေရှိတဲ့ထိုင်းနိုင်ငံအခြေဆိုင် NATA Gulf Petroleum Group ရဲ့အစိုးရပိုင်းတရဖြစ်ပြီးတော့လက်ရှိ Gulf Petroleum မြန်မာရဲ့ဥက္ကဋ္ဌမှာ Smart Group of Companies ရဲ့ Director နဲ့ဥက္ကဋ္ဌဖြစ်တဲ့ဦးကျော်ကျော်လှိုင်ဖြစ်တယ်လို့သိရပါတယ်။ဒါအပြင်ဒီ Gulf Petroleum မြန်မာဟာ2022ခုနှစ်မှာ ရဲတခွန်ကမ်းလွန်သဘောဓာတ်ငွေစီမံကိန်းနဲ့ပိုက်လိုင်းကိုမလေးရှားနဲ့ဂျပန်စီးပွားရေးလုပ်ငန်းတွေစုပေါင်းအဖွဲ့ကရယူခဲ့ပြီးတော့ဥရောပသမဂ္ဂ EU နဲ့အမေရိကန်ပြည်ထောင်စုကဒဏ်ခတ်ပိတ်ဆို့မှုတွေချမှတ်ထားတဲ့စစ်အုပ်စုထိန်းချုပ်ထားတဲ့မြမရေနံနဲ့သဘောဓာတ်ငွေလုပ်ငန်း MOGE နဲ့မိဖက်ဆောင်ရွက်ခဲ့တယ်လို့လည်း Justice for Myanmar GFM ရဲ့အချက်အလက်တွေအရသိရပါဗျ။ မြန်မာနိုင်ငံမှာလက်ရှိအချိန်ထိရေနံနဲ့သဘွားတင်းငွေ2.4ထုတ်လုပ်နေတဲ့ယတနာရဲတခွန်ဇောတိကရွှေကန်းလွန်စီမံကိန်း၄ခုထပ်မံရှာဖွေထုတ်လုပ်နိုင်ရေးဆောင်ရွက်နေတဲ့ကဲလွန်စီမံကိန်း2ခုစုစုပေါင်း6ခုရှိတာဖြစ်ပြီးတော့အခုလက်မှတ်ရေးထိုးလိုက်တဲ့မင်းရဲသူစီမံကိန်းဟာတတ္တမမြောက်ကဲလွန်စီမံကိန်းကြီးတစ်ခုဖြစ်ပြီးတော့အာလာသိန်းစကောင်စီလက်ထက်ပထမဆုံးအကောင့်ထယ်ဖော်နိုင်တဲ့စီမံကိန်းဖြစ်တယ်လို့လည်းသိရပါဗျ။ အခုဆက်လက်ပြီးတော့နိုင်ငံတကာသတင်းတပုတ်ကိုတင်ဆက်ပေးကြပါမယ်နေဆက်ပြစ်ခတ်မှုတွေအတွက်ထိုင်းနဲ့ကမ္ဘောဒီးယားကြီးတက်ဦးစီးချုပ်တွေတွေးဆခဲ့ကြပါတယ်ဒီအကြောင်းအပြည့်အစုံကိုကိုရောင်နီကဆက်ပြီးတင်ဆက်ပေးမှာပါခင်ဗျာနေဆက်ပြစ်ခတ်မှုအတွင်းကမ္ဘောဒီးယားစစ်သားတဦးသေဆုံးသွားခဲ့ပြီးတဲ့နောက်ကမ္ဘောဒီးယားနဲ့တင်းမာမှုတွေရှော့ချဖို့သဘောတူခဲ့ကြောင်းထိုင်းစစ်တပ်ကကြားသာပေးနေမှာပြောပါတယ် အရှေ့တောင်အာရှနှစ်နိုင်ငံအကြားစီးရီးယားပစ်ခတ်မှုတွေ2008ခုနှစ်ကပေါ်ပေါက်ခဲ့တာပါအဲဒီနောက်ပြတ်တောင်းပြတ်တောင်းအကြမ်းဖက်မှုတွေနှစ်ပေါင်းများစွာဖြစ်ပွားခဲ့ရာအနည်းဆုံး28ဦးသေဆုံးခဲ့ရပါတယ်တပ်မှုဗိုလ်ချုပ်ကြီးပနာကလူပလုတ်တုတ်ကကမ္ဘောဒီးယားတပ်မှုတွေနဲ့တွေ့ဆုံခဲ့ပြီးအခင်းဖြစ်ပွားရာနေရာကနေနှစ်ဖက်တပ်တွေဆုတ်ခွာပေးဖို့သဘောတူခဲ့ကြတယ်လို့ထိုင်းကြီးတဲ့ပြောရေးဆိုခွင့်ရှိသူဝမ်ထိုင်းဆူဗရီကကြေညာချက်ထုတ်ပြန်ပြောပါတယ် နေဆက်ပြိပခပြတနာဖြေရှင်းရေးအတွက် ပူးတွဲနေချာကော်မတီနှစ်ပတ်အတွင်းတွေ့ဆုံမယ်လို့လည်းသူကဆက်ပြောပါတယ်နေဇက်မှာထိုင်းကြီးတက်တဲ့အပြန်အလှန်ပြစ်ခတ်ရာကနေကမ္ဘောဒီးယားစစ်သားတဦးဗုဒ္ဓဦးနေကတေဆုံးခဲ့ရတယ်လို့ကမ္ဘောဒီးယားစစ်တပ်ပြောရေးဆိုခွင့်ရှိသူကပြောပါတယ် အရှိတောင်အာရှထိပ်သီးအစည်းအဝေးကိုကမ္ဘောဒီးယားနဲ့ထိုင်းနိုင်ငံခေါင်းဆောင်တွေတက်ရောက်ခဲ့ကြပြီးအာဆီယံအဖွဲ့ကြီးအနေနဲ့ပုံမူပူးပေါင်းဆောင်ရွက်သွားကြဖို့ကတိပြုခဲ့ကြပြီးတဲ့နောက်မှာကြာမြင့်စွာကလေးကအကဲဆက်နေတဲ့နယ်စပ်ဒေသမှာအခုလိုရှာရှာပါပါတိတ်ဆိုးမှုပေါ်ပေါက်ခဲ့တာဖြစ်ပါတယ်။ကမ္ဘောဒီးယားနယ်ခြားဆောင်ဘက်ကပြစ်ခတ်လို့သူတို့စစ်သားတွေကပြန်လည် ပြစ်ခတ်ခဲ့တာဖြစ်တယ်လို့ထိုင်းစစ်တပ်ကဗိုလ်တုံးတွေမှာပြောပါတယ်။ ကမ္ဘောဒီးယားဘက်ကအပြစ်ရက်ဖို့မြစ်တာရက်ခံခြင်းမပြုမီတစ်ဖက်နဲ့တစ်ဖက်အပြန်အလှန်10မိနစ်ခန့်ပြစ်ခတ်ခဲ့ကြတယ်လို့ထိုင်းစစ်တပ်ကပြောကြားထားပါတယ်။ထိုက်တန်နဲ့နောက်ဆုံးရပြည်တွင်းနိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ။ဆက်လက်ပြီးတော့ဒီကနေ့ညနေ9:00နာရီအထိရရှိထားတဲ့ငွေလဲနှုန်ရွှေဈေးဆက်3စီဈေးနဲ့စားအုပ်စီဈေးတွေကိုတင်ပြပေးပါမယ်။ဒါတွေကိုမီစီမသတင်းထောက်ကိုမြတ်သူရကစူးစီးတင်ဆက်ပေးပါပါခင်ဗျာ။ဒီကနေ့အတွက်နောက်ဆုံးရရှိထားတဲ့ငွေလဲလဲနှုန်တွေကတော့ American dollar ကိုစက်ကောင်စီတတ်မှတ်စေ2100ကျပ်ပြင်ပပေါက်စေ4480ကျပ်စင်ကာပူဒေါ်လာကိုစက်ကောင်စီတတ်မှတ်စေ1628တသမ1ကျပ်ပြင်ပပေါက်စေ3480ကျပ်ဥရောပတယူရိုကိုစက်ကောင်စီတတ်မှတ်စေ2369တသမ54ကျပ်ပြင်ပပေါက်စေ9103ကျပ်ထိုင်းဘတ်တစ်ပတ်ကိုစက်ကောင်စီတတ်မှတ်စေ64တသမ တင်းနစ်ကြာပြင်ပပေါ့စေ139တသမ19ကြာလေရှာတမင်ကကိုစစ်ကောင်စီတတ်မှတ်စေ495တသမ89ကြာပြင်ပပေါ့စေ1059ကြာပေါ့စေရှိပါတယ်ပေါ်ပြပါငွေလဲလဲနှုံးတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်နောက်ဆုံးရပြည်တွင်းရွှေစင်းနှုန်းတွေကတော့အခောက်ရွှေတစ်ချက်သားကို ရွှေကုန်တဲ့အသင်းတတ်မှတ်စေ58သိန်း9000ကျပ်ပြင်ပပေါက်စေ86သိန်း 3000ကျပ်စကားပဲတစ်ချက်သားကိုရွှေကုံတဲ့တင်းသတ်မှတ်စီ54သိန်း9385ကျပ်ပြင်ပပေါင်စီ83သိန်း8000ကျပ်ပေါင်စီရှိပါတယ်ပေါ်ပြပါရွှေစင်းတုံးတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်နောက်ဆုံးရရန်ကုန်73စီစင်းတုံးတွေကတော့ဒီဇယ်1လီတာကို2405ကျပ်ပရီးမီယံဒီဇယ်1လီတာကို2980ကျပ်အော်ဒိတ်92လီတာကို2800 55ကျပ် outdate 95 deleter ကို2930ကျပ်ပေါက်ဈေးရှိပါတယ်ပေါ်ပြပါစသုံးစီဈေးနှုန်းတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်နောက်ဆုံးရစားအောင်စီဈေးနှုန်းတွေကတော့စားအောင်စီတပိတ်သားကိုစစ်ကောင်စီတတ်မှတ်စေ6390ကျပ်ပြင်ပပေါက်စေ8500ကျပ်ပေါက်စေးရှိပါတယ်။ပေါ်ပြပါဈေးနှုန်းတွေကတော့အချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်။ ဓမီစီမာပရိုင်တိုင်းမီစီမာသတင်းအစီအစဉ်ကိုတင်ဆက်ပေးခဲ့တာပါကြီးကျူအားပေးကြတဲ့ပရိသတ်တွေအားလုံးကိုကျေးဇူးအထူးတင်ပါတယ်ဒီအစီအစဉ်ကိုကျွန်တော်နောင်နောင်ကတင်ဆက်ပေးခဲ့တာပါဓမီစီမာပရိုင်တိုင်းသတင်းအစီအစဉ်ကိုနေ့စဉ်တနင်္လာကနေတောက်ကြနေ့အထိည9နာရီတိုင်းမှာစောင့်မျှော်ကြည့်ရှုနိုင်ပါတယ်။မင်္ဂလာရှိတဲ့ညချမ်းဖြစ်ကြပါစေခင်ဗျာ။